အဲမျိုးရည်မင်္ဂလာပါဗျဒီနေ့ဟာ25ရက်လေးလပိုင်း2000နဲ့မှ25ဖြစ်ပါတယ်ဗျခုဦးစင်းပြောနေတဲ့ချင်းကတော့7နိုင်50နဲ့မှ3မိနစ်ဖြစ်ပါတယ်ရန်နေရန်ပူတဲ့အချိန်ပေါ့နော်ရန်ဒါရန်ပူတယ်ဗျအဲ့တော့ဦးစင်းဗာပြောချင်တာလဲဆိုလို့ရှိရင်ဦးစင်းတို့ပညာရေးဝန်ကြီးဌာနနဲ့ပတ်သက်ပြီးမှဂရိတ်တွဲပေါ့နော်12တန်းပေါ့အဲ12တန်းနဲ့ပတ်သက်ပြီးမှတော်တော်များများပြောနေကြတာရေတော့အများကြီးဗျနော်အဲ့မှာမင်းကဦးစင်းကိုစားလို့ စာလေးတစ်ဆောင်ရောက်လာတယ်ပေါ့ရှင်ဖရားတဲ့ဒီကလေးတွဲနဲ့ပတ်သက်ပြီးရှင်ဖရားတို့ကလည်းဒီချိန်မှာပေါ့နော်ပြောနေတယ်ပေါ့ဗျာဟိုပါပေါ့နော်ဒီတုံးတက်ပေးပါလားဖရားတဲ့အဲ့တော့ဦးစင်းကတော့ဘာပြောချင်တယ်တော့ပေါ့နော်သူမေးတာကလေးတွဲနဲ့ပတ်သက်ပြီးပညာရေးဝင်ပညာရေးဝင်ကြီးဌာနတဲ့ဦးစင်းကတော့ဘာမှပြောချင်မှာမဟုတ်ဘူးလို့ပညာရေးဝင်ကြီးဌာနပညာရေးဝင်ကြီးလုပ်တဲ့သူတွေကအုံနောက်မရှိလို့လို့ကိုချင်းစာတရားမရှိလို့လို့ အချိန်ခါကိုနားမလဲလို့အချိန်ခါကိုမသုံးတက်လို့လို့သူတို့အတွေ့ပဲကြည်ရလေအဂရိအအများဆုံးနေရာပညာရေးဝန်ကြီးဌာနပဲတောင်းဆရာဆရာမတွေနေရာပြောင်းရင်နဲ့တောင်းဆရာဆရာမတွေမျိုးဟောအကုန်လုံးများပညာရေးဝန်ကြီးဌာနအောက်မှာဆိုအများကြီးအများကြီးနော်အများကြီးအဲ့လိုပြောင်းရင်နဲ့ဆိုရင်အကုန်လုံးပေးရကမ်းရတာပဲဗျနော်ပညာရေးဝန်ကြီးဌာနအများကြီးပဲအများကြီးပဲနောက်ဆုံးခြာစားမှုဆိုဒီအောက်ကျောင်းဒီအောက်ကကျောင်းနေရာထိအဆိုးဆုံးပဲ ပညာရေးဝန်ကြီးဌာနအောက်မှာအဆင့်အဆင့်နေနော်အဲ့တော့ဦးဇင်းတို့ရဲ့မြန်မာနိုင်ငံပညာရေးကလည်းဒီရတိုင်းပဲအခုလက်ကြည့်ပြငလျင်နေလှုပ်တယ်ဒီကျောင်းသူကျောင်းသားတွေလည်းတရားရေးအများကြီးပါတယ်ကျောင်းသူကျောင်းသားတွေစာမွေးလည်းဖြည့်ပြီးသွားပြီအဲ့တော့ဆက်ပြီးမှစာမွေးပြန်ဖြည့်ရမယ်ဆိုတော့ဘလို့အုံနောက်မျိုးနဲ့ဆုံးဖြတ်ထားလဲဒါကြောင့်ဒါမှမဟုတ်ဘာကြောင့်ပညာရေးဝန်ကြီးဖြစ်နေတာလဲဒါမျိုးလူကိုပညာရေးဝန်ကြီးခန့်ရတယ်လားလို့ ပြန်ပြီးမှမေခွန်းထုတ်ရမယ်ဂိမ်းဆိုင်နေပါကြီးကနော်ဆိုင်နေပါကြီးအဲ့တော့ဥစင်းတို့ကတော့ရှင်းရှင်းပြောရလို့ရှင်တော့လုံးဝလုံးဝပြန်ပြီးမှမဖြေတင်ဘူးလို့ပဲဥစင်းတို့ကတော့တုံ့တက်ခြင်းနဲ့တုံ့တက်ခြင်းနဲ့ဘာဖြစ်လို့လဲကလေးတွေမှာစိတ်ထန်ရရထားရည်လည်းရှိတယ်အဲ့တော့ကလေးတွေမှာဒီစာအုပ်တရားရောရှိအောင်မလားကလေးတွေစာမွဲဖြင့်ဘာလို့သွားဖြင့်မှာလဲဘာလဲမေခွန်းတွေပါရောက်စားမှာလားမေခွန်းတွေပါမှောင်ခူလန်းကနေလောက်မှာလား အောင်လန်းအနေနဲ့မှာထဲလန်းအနေနဲ့မှာဒါမှမပြန်မေးရမယ်မိကွန်းနေဖြစ်နေပြန်ပြီးမှဒီကလေးတွေကိုစူးစီးဖို့လွယ်ပါမလားဟုတ်ပြီခင်ဗျားသာမွဲဖြဲပဲမြို့တွေမှာဖြစ်မှာလဲမန္တလေးမြို့စကိုင်းမှာလည်းဖြစ်အောင်မလားမန္တလေးမြို့မှာလည်းဖြစ်အောင်မလားအများကြီးပဲနေပြည်တော်ဘက်တည်းရောအဲ့တော့ပညာရေးကိုအလေးနဲ့ထားတယ်ပညာရေးဝန်ကြီးဌာနအနေနဲ့ ပညာရေးကိုတန်ဖိုးထားတယ်ပညာရေးကိုမြင့်တင်ကျင်တယ်ဆိုရင်ငလျင်ကျောက်ပျက်စီးသွားတဲ့စာရင်ကျောင်းတွေကိုခင်ဗျားတို့စောက်လေငလျင်ကျောက်ပျက်စီးသွားတဲ့စာရင်ကျောင်းတွေကိုပြန်ပြီးမှပြုပြင်ဖို့လုပ်လေဒီစေဝေးတန်ကျောက်စာမွေးမဖြေရသေးတဲ့ရွာဒေတာတွေဥစဉ်တို့ပေါက်နေဒေတာတွေဆိုလည်းအများကြီးအခုခုခရိုင်ထဲမှာစာမွေးဖြေကျွန်းလို့မဖြေရတဲ့ကျောင်းသူကျောင်းသားတွေအများကြီးအဲ့ကလေးတွေခင်ဗျားဖြေရအောင်လုပ်ပေးမှလားပညာရေးဝန်ကြီးဌာနဝက်ကိုတော့မေးခြင်းနဲ့ ောက်ကိုတော့နှစ်တန်းပဲနေခဲ့ဦးတာပါဗျာကြောင်းနဲ့ပတ်တယ်လို့ရှိရင်ဒါပေမဲ့ဒါတုံးတတ်တဲ့နေရာမှာအဆိုးကောင်းကတော့တုံးတတ်ရမှာပဲခမားတို့ကပညာရေးကိုလေးနဲ့ထားတဲ့ပညာရေးကိုတကယ်တန်ဖို့တညာရေးကိုတကယ်မြင့်တင်ခြင်းနဲ့ဆိုလို့ရှိရင်2021ကလည်းခု2025အထိပလေးတွေဂရိတ်တွေလည်းအများကြီးရှိတယ်ဂရိတ်နိုင်တွေလည်းအများကြီးရှိတယ်ဂရိတ်တန်းတွေလည်းအများကြီးရှိတယ်ဆက်တွေလည်းရှိတယ် အဲ့စာမွေးမဖြေရတဲ့ကလေးတွေအများကြီးရှိတယ်အဲ့ကလေးတွေကိုဖြေရအောင်ခင်ဗျားတို့ဘာလုပ်ပေးမလဲဘလို့ဆောင်ရွက်ပေးမလဲအများကြီးတရားဝင်ထားနိုင်တယ်ဘာလုပ်ပေးမလဲတချို့ဆိုလို့ရှိရင်တောခုရွာလာရင်အများကြီးနော်အချင်းပြင်းနေမှာဆိုတချို့တောခုရွာလာရင်အများကြီးပဲ အပြန်ပြီးမှကိုကိုကိုပြန်ပြီးမှသုံးတက်ပါအောင်လို့တတ်မတော်ပုံရိပ်ကြအောင်တော့မလုပ်ကြပါနဲ့လွယ်ပြောချင်တယ်ပညာရေးဝန်ကြီးဌာနအနေနဲ့ဘာပြောပြောဘယ်လိုပဲအဖြေပဲထုတ်ထုတ်စာမွေပြန်ဖြေရမယ်ဆိုလဲဘာလို့လို့တတ်မတော်ပဲတူတူကအတတ်မတော်ကပဲဒါကြီးကိုပြန်ထုတ်ခိုင်းတာပဲအဲ့တော့ဦးစင်ပြောချင်တာကတော့ဒီကျန်တဲ့ဌာနဆိုင်ရာတွေအကုန်လုံးတော်တော်များများတွေကြားထဲမှာလဲဖျက်တည်စီရရှိနေတာဟုတ်ဗျဘာပြောပြောတတ်မတော်ပုံရိပ်ကြံပြီးတာပဲဆိုတဲ့ပုံစံမျိုးလုပ်နေရတယ်လေအများကြီးရှိသေးတယ် အများကြီးရှိသေးတယ်အဲ့လိုပေါက်ကိုတော်တို့ကအဲ့လိုပြောရင်မကြိုက်ကြအောင်မကြိုက်ကြအောင်ဦးစင်းတို့ကတော့မှန်နဲ့ထင်တော့ပြောပါပဲမှန်နဲ့ထင်တော့ပြောပါပဲမှန်တာပြောလို့မကျေနပ်ဘူးပေါက်ကိုတော်တရားဆိုတဲ့ထောင်ချတဲ့ချဖို့မလုပ်ပါလေအဲ့တော့ဦးစင်းတို့ရဲ့ဦးစင်းကိုမေးနေတဲ့မေးခွန်းနေဦးစင်းတို့ရဲ့အမြင်တဘောတရားကတော့အမြင်သုံးတတ်ချက်ကတော့လုံးဝလုံးဝစာမွေးမဖြစ်သင့်ဘူးလို့ပဲဦးစင်းကတော့ သုံးတတ်ရှင်တယ်ဘာကြောင့်လဲဆိုလို့ရှိရင်ကလေးတွေစားမွေးဖြေခဲ့ပြီကလေးတွေစူးစားယူမှာသူတို့ဆွားနိုင်နေမှာလောက်ခဲ့ပြီအခုချိန်မှာထားဖြေဘယ်စားကိုကန်ရင်ဖြေရမှာလဲဘယ်မေးခွန်းကိုဖြေရမှာလဲဘာကိုလုတ်ပြီးဖြေရမှာလဲဘယ်လိုစားကိုသွားကြည့်ရမှာလဲဟုတ်ပါပြီကလေးရိုက်ကလေးတွဲရမဖြေရသေးဘူးမဖြေရခင်မှာငလင်လုတ်တယ်ဆိုတော့ဒါအချိန်တက်မှတ်ပြီးမှပြန်ပြီးမှဖြေရမှာလက်ခံတယ်အခုဖြေပြီးသားကိုပြန်ဖြေရမယ်ဆိုတော့ခင်ဗျားတို့စဉ်းစားကြည့် မလို့စဉ်းစားကြည့်လိုက်။ဒါလေးကိုဥစဉ်ကပြောချင်တာပါဗျာနော်။ဒါလေးကိုဥစဉ်ကသုံးတတ်ချင်တာပါနော်။အဲ့တော့ပြည်သူတွေရဲ့ဆန္ဒကတော့ဘလို့တဘောရမလဲဆိုတော့မပြောတတ်ဘူးပေါ့ဗျာ။ဥစဉ်တို့ကတော့ပညာရေးဝန်ကြီးဌာနဘလို့အုံနောက်နဲ့ဆုံးဖြတ်ဆုံးဖြတ်ထားလဲလို့ပဲခေါင်းစည်းကြလိုက်ပါလေဗျာ။အားလုံးတော့ပါပဲဗျာ။